ားလုံးပဲမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတပုတ်အနေနဲ့ CTE Protocol အပြေအဝပြန်လည်ပတ်ဖို့ကြေညာဆွေးနွေးတဲ့နဲ့အတူမင်းခွိုင်တမရအရှုပ်တော်ပုံနောက်ဆက်တွဲဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ။ ပထမအဆုံးသတင်းတပုတ်အနေနဲ့ CTE Protocol အပြေအဝပြန်လည်ပတ်ဖို့ကြေညာဆွေးသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။စိုးရီ DX တခုဖြစ်တဲ့ CTE protocol ဟာဒေါ်လာ223မီလီယံဟက်ခံရပြီးနောက်18ရက်အကြာမှာလုပ်ငန်းတွေပြန်စတင်လည်ပတ်နေပါပြီ။ဟက်ခံလာရတဲ့ပိုးတွေရဲ့85ရာခိုင်နှုန်းကနေ99ရာခိုင်နှုန်းကိုပြန်လည်ပတ်နိုင်ပြီဖြစ်ပြီး liquidity တွေပြန်ရှိနေပြီဖြစ်ကြောင်း CDB ကဆိုထားပါဗယ်။ဟက်ကာဘက်ကိုကန့်လန့်ထားခဲ့တဲ့ white help offer ကိုတော့ဟက်ကာဘက်ကလစ်လူရှူထားခဲ့ပြီး accept ကိုခဝါချနေပေမဲ့ဒီ accept ကိုခြေရာခံလို့ရနေစေဖြစ်တယ်လို့တချိန်ချိန်မှာတော့ဟက်ကာကိုလက်ရဖန်ဆီးနိုင်မှာဖြစ်ကြောင်း CDB ကဆိုထားပါဗယ်။နောက်ပိုင်းမှာတော့ CDAP အနေနဲ့ protocol ကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်ဖို့အတွက်စနစ်တွေအစင်းမြင့်တင်ထားမှဖြစ်တယ်လို့စီးရင်စစ်တာတွေကိုလည်းထပ်တူလုံဆောင်သွားဖို့ရှိနေကြောင်းဆိုထားပါဗျ။ ဒါပေမဲ့အခုစီတက်ပြဿနာမှာတော့ဆိုရီဘလော့ချင်းဟာအပြေအဝဒီစန်ထရိုင်းလိုက်ဖြစ်နေတာမဟုတ်ကြောင်းနဲ့ဒီစန်ထရိုင်းလိုက်ပရိုတိုကောတွေဟာအားနည်းချက်တွေရှိနေသေးကြောင်း community ဘက်ကဝေဖန်စရာတွေဖြစ်စေခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မင်းကွန်တမရအရှုပ်တော်ပုံနောက်ဆက်တွဲဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ အာဂျင်နီးယားသမ္မတဟာဗီယာမီလင်းရဲ့လီဘရာအချုပ်တော်ပုံကြီးနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုအားလုံးကိုအာဂရီလိုက်ဆောင်မှုတိုက်ဖြတ်ရေးဘက်ကပယ်ဖျက်လိုက်ပါပြီ။လီဘရာကိုကြေညာပေးခဲ့တော့ကတမရတရားအနေနဲ့အာနာသုံးပြီးကြေညာခဲ့တာမဟုတ်ပဲကိုပိုင်းတကိုရီတုံးအကောင့်ကနေကြေညာခဲ့တာဖြစ်လို့အာဂရီလိုက်စားမှုမမြောက်သလိုအာဂျင်နီးယားရဲ့ကျင်းဝင်းရေးရာဥတွေတွေကိုချိုးဖောက်ရမမြောက်ကြောင်းဆုံးဖြတ်ခဲ့တာပါဒါပေမဲ့လည်းလီဘရာကိုဝယ်ကင်ထားပြီးဈေးထိုးကျသွားချိန်မှာငွေကြေးဆုံးရှုံးခဲ့ရသူတွေရဲ့ကိုစား မိလင်းကိုတရားစွဲဆိုထားတဲ့အမှုတွေကတော့ဆက်ရှိနေစေဖြစ်ပြီးဒီအမှုတွေကိုရင်ဆိုင်ရအောင်ပါပါအတိုက်ခံပါတီတွေကတော့ဒီအမှုကိုအကြောင်းပြုလို့မိလင်းကိုဖြိုချဖို့အထီပါစ조사နေကြပြီးနိုင်ငံရေးအရာနိုင်ငံတခုရသွားတယ်လို့ပါပဲမိလင်းကိုယ်တိုင်ဟာလည်းငွေကြေးဆိုင်ရာအရှုပ်အရှင်းတွေအတော်များနေတယ်လို့ Libra Project နဲ့လည်းနောက်ွယ်မှာဆက်ဆက်မှုတွေရှိနေကြအစာဆွဲထုတ်သူတွေကဆွဲထုတ်နေကြပါတယ် Crypto ဘိုင်းနဲ့ပတ်သက်လို့ကတော့တမရမိလင်းဟာလည်းတမရထွန်းလိုမျိုးရွေးကောက်ပွဲကာလအတွင်းမှာ Crypto ဂရီတွေအလိုင်းလိုင်းပေးခဲ့ပြီး ဉ်ပညာနယ်ပယ်ကိုမဲဆွယ်ခဲ့တာလည်းဖြစ်ပါတယ်ဒါပြင်မီလိန်ဟာအယ်ဆာဗီဒာတမရအနိုင်ဘူခဲလီအီလိုမက်တိုနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိနေပြီးအာဂျင်တီးနားနိုင်ငံအတွင်းမှာခရစ်တိုနဲ့နှီးပညာပိုင်းကိုဦးစားပေးတက်ဗလော့လုပ်သွားဖို့ပြောနေချိန်မှာပဲ။ Libra Project ကိုကြော်ညာပေးခဲ့မှုကြောင့်တရားစွဲခံရတဲ့အထီးတွေဖြစ်သွားခဲ့တာပါ။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တည်နေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။